ီအာကစားနေကစားနေနေပေါ့နော်အဲ့လိုမျိုးဟောပါပေါ့အာကျွန်တော်တို့အဓိကလုတ်ပြတာဒိုက်ထိုးပေတွေရိုက်ပေါ့နော်အဲ့လိုမျိုးချက်ခံမှုပိုင်းတော့ပြီးပြေးတာတွေဘာတွေအဲ့လိုမျိုးတွေလုတ်ဖြစ်တယ်ပြီးဟုတ်ကဲ့စိတ်တည်ငြိမ်မှုရှိမှသာလေဒီအာကစားနေကိုကစားလို့အဆင်ပြေမှာပြော့ဟိုဘေးအာကစားနေပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်စိတ်နည်းနည်းစိတ်နဲ့ဆိုင်တယ်ပေါ့နော်ချစ်ဆယ်ရခိုင်တော့တော့ပါတယ်ပြော့ဒီပိုဗင်းအာကစားနေမှာဆိုလေအဲ့တိုင်းပဲကိုကစားမယ်ဖောင်တစ်ခုကိုစိတ်တည်တည်ငြိမ်ငြိမ်နဲ့ကစားပြ ဟိုဖို့နိုင်ဖို့ကစားပြနိုင်ဖို့တော့လိုတာပေါ့နော်တကယ်လို့အဲ့လိုမျိုးမဟုတ်ဘူးနဲ့စိတ်ကဟိုရောက်လိုက်ဒီရောက်လိုက်ဆိုရင်ဒီကစားနေမှလည်းအဆင်မပြေဘူးဟိုကစားရတာလည်းအခက်အခဲဖြစ်တာပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဟုတ်တယောက်တည်းမှာကြတော့နော်ဟိုဟာတယောက်တည်းလေ့ကျင့်အကွက်တွေပဲလေ့ကျင့်ရရပြီကြအဲ့လိုမျိုးပေါ့နော်ဟိုနှစ်ယောက်တည်းမှာကြတော့စိတ်တွေပါဟိုဟာပေါ့စိတ်တွေပါညှိရတယ်အဲ့လိုမျိုးပေါ့တယောက်တယောက်စိတ်တူကိုယ်တူဖြစ်နေမှအဲ့မှာလေ့ကျင့်မှုပိုင်းရတယ်အဆင်ပြေတယ်အဲ့လိုမျိုးမဟုတ်ဘူးနဲ့တယောက်ကစိတ်ကဟို ိုပါပေါ့နော်ဒီနေရာကိုစိတ်ရောက်သွားတဲ့အချိန်ဒီကစားနေမှာစိတ်မနစ်ထားဘူးအဲ့လိုမျိုးဒီကစားနေမှာပဲဒီကစားတဲ့အချိန်မှာပဲစိတ်မနစ်ထားဘူးအာရုံမစိုက်ထားဘူးဆိုရင်အမာယွန်းတွေဖြစ်တတ်နေတာပေါ့နော်အဲ့လိုမျိုးလေပွာချတယ်ကျွန်တော်အာကျွန်တော်တို့ကြတော့ဒီဘိုဘီနေကိုကစားဖြစ်တာကြာလဲကြာပြီဖြစ်တဲ့အတွက်ဒီအာကစားနေဘိုဘီနေအာကစားနေတိုင်းရောအကုန်လုံးကစားကွက်တဲ့ကောအကုန်လုံး1 1 1တကူတော့1 3တွေရော 1ဟိုလည်းမလေးယောက်တွေးတယ်ရောအကုန်လုံးဒီအကစားနေကိုကျွန်တော်တို့ကြတော့ဟိုရထားတယ်ဗျအကုန်လုံးတင်ထားရတဲ့အတွက်ဟိုအခက်ခဲတော့မရှိဘူးခင်ဗျာအရင်တုန်းကတော့အဖွဲ့ချုပ်မြန်မာနိုင်ငံတိုင်းဖွဲ့ချုပ်ဘူဗီနယ်ဖွဲ့ချုပ်ပေါ့နော်အဲ့လိုမျိုးမှနေတဲ့အချိန်မှာတော့ကစားဖြစ်တယ်ဗျဒါပေမဲ့ကစားဖြစ်တဲ့အချိန်ကျရင်တော့တော့အသက်ကြီးလာတဲ့အချိန်ကျတော့အဲ့ကစားနေကြတော့အဲ့လိုမျိုးတယောက်တယောက်ဟိုရတယ်ပေါ့ဖိုက်တဲ့ဟာကျတော့အဆင်မပြေတော့တဲ့အတွက်ပြီးရင်ဟိုပါပေါ့ကျွန်တော်ရဲ့လက်ဦးဆရာအဲလက်ဦးဆရာကိုယ်တိုင်ကလည်းသူကလည်း မေအဲအဲ့ဒါကိုမကစားနေတော့ဘောနော်အဲ performance ကိုပြောင်းပြီးတော့ကစားဆိုတဲ့အချိန်မှာ performance ကိုကစားပြေးခဲ့တယ်သူများအမြင်ကတော့ကျွန်တော်ကတော့ performance ကစားတဲ့အတွက် performance အမြင်ပဲရှိရပါဘောเนาะအဲ့လိုမျိုးကျွန်တော်ကတော့ကျွန်တော်ကတော့တကယ်ချင်းတည်းအများဆိုတော့တကူတော်မှာပေါ့เนาะအဲ့တယောက်တည်းကစားတဲ့ဟာမှာကောင်းတော့လို့သူတို့ကမြင်နေကြဟုတ်ကဲ့ ျွန်တော်ကတော့အခုဒီစီးကိန်းပြီးတော့ကျွန်တော်ကရန်ကုန်တိုင်းနီးပြပေါ့နော်ရန်ကုန်တိုင်းနီးပြနေအကာနေခေါ်ထားတယ်ပေါ့ရန်ကုန်တိုင်းနီးပြအနေနဲ့လာပြီးတော့တင် जा ပေးတယ်သူတို့ကတော့တိုင်းနယ်ပြင်တွေပြိုင်မှာပေါ့နော်ဒီ9လပိုင်းကျတိုင်းနယ်ပြင်တွေကိုပြိုင်ဝင်ပြိုင်ပွဲဝင်မှာပေါ့နော်အဲ့ဒါကိုကျွန်တော်ကကူညီပြီးတော့တင် जा ပေးတယ်ပေါ့နီးပြတယောက်ပေါ့နော်ဟုတ်ကဲ့ ကျွန်တော်စပြီးတော့ဒီတိုင်းနည်းပြင်တွေကိုစပြီးတော့ဝေပြိုင်တဲ့ချိန်ရင်နဲ့အခုဒီကလေးတွေတင်တဲ့ပုံစံသူတို့ဆော့တဲ့ပုံစံကြည့်တဲ့အချိန်မှာကြောအမှန်တည်းပြောကျွန်တော်အားမရသေးဘူး။ဘာလို့ဆိုတော့ကျွန်တော်တို့ဝင်ပြိုင်တုန်းကတိုင်းနည်းပြင်တွေဝင်ပြိုင်တုန်းကဆိုရင်ဒီထက်ပိုပြီးတော့စူးစမ်းရတယ်ဒီထက်ပိုပြီးတော့လေ့ကျင့်ရတယ်အဲ့လိုမျိုးတွေပေါ့နော်ဒီထက်ပို့ပြီးတော့ကျွန်တော်ပြန်ပွဲဝင်တဲ့ချိန်မှာအခက်အခဲမရှိအောင်အကောင်းဆုံးရှင်ပြိုင်နိုင်ခဲ့တယ်။အခုဒီကလေးတွေကြတော့တိတ်ပြီးတော့အဆင်သင့်မဖြစ်သေးဘူးပေါ့နော်။ဟိုဘယ်လိုပြောလဲဒီကိုဘေး ကာလာနဲ့ဗာနဲ့ဆိုတော့အဲဒီ အာဂဒါခမ်းမတွေလည်းပိတ်ထားတာတွေရှိတယ်ဒါသူတို့ကလည်းတိတ်မလေးချင်းဖေးရလည်းပါတယ်အဲကြောင့်နည်းနည်းအာနေချက်လေးတွေရှိကြသေးတယ်ပေါ့နော်ချိုးကလေးတွေကတော့ကောင်းတဲ့လူကတော့ကောင်းတယ်ဟိုမူရင်းသူတို့ကိုယ်တိုင်ကအရေးရှိရှိတဲ့လူကအရေးရှိရှိတယ်ပေါ့နော်တချို့လူကြတော့နည်းနည်းပြောလိုက်ရတဲ့ဟိုဟိုများများနားလေတယ်တချို့လူကြတော့များများပြောရလေဟိုတိတ်နားမလေတာတွေအဲ့လိုမတိုးတက်သေးတဲ့ကလေးတွေလည်းရှိတာပေါ့နော်အဲ့လိုအဲ့ဒါကြတော့ချိန်ယူပြီးတော့လေ့ကျင့်ပေးရမယ်ရှိတယ်ဟောကျွန်တော်သူတို့တော့ပြောဖြစ်တယ်ကြကျွန်တော်ဘလို့လေ့ကျင့်ခဲ့ရတယ်ဘလို့ဟိုဒီရွှေတိစိတ်တို့ရအောင်လုပ်ခဲ့ရတယ် ဘလို့ဒီပန်းတိုက်ကိုရအောင်လုပ်ခဲ့ရတယ်ဆိုတော့ရှင်းပြထားတယ်အဲ့ဒါကိုသူတို့ပေါ့နော်လိုက်နာပြီးတော့စူးစမ်းအားထုတ်ဖို့သူတို့ကိုပြောပြပေးထားတယ်ဟုတ်ကဲ့ကျွန်တော်တို့နိုင်ငံကဒါဒီဘိုဗီနေအာဂဒါနေနိုင်ငံဟိုနိုင်ငံတကာအဆင့်တွေအဲ့လိုမျိုးလုတ်ပေးတယ်ဆိုရင်တော့ကျွန်တော်တို့ကဝင်ပြိုင်ဖို့ကတော့အဆင်သင့်ပါပဲခင်ဗျဟုတ်ကဲ့ကျွန်တော်ကတော့ပေါ့နော်အခုဆိုရင်ကျွန်တော်အသက်က30ရှိနေပေါ့နော်ဒီကျွန်တော်နောက်ထပ်တနေ့နေ့လောက်အထိပဲကစားပြဖို့ရတယ်များပါတယ်ကျွန်တော်ဒီပြန်ပွဲမွေတော့ဆိုရင်တော့ မျိုးဆက်သေးတွေပေါ့နော်မျိုးဆက်သေးတွေမွေးထုတ်မယ်ဒီဘိုဗီနာအာဂဇာနီပေါ့နော်ဘိုဗီနာအာဂဇာနီကလေးတွေကိုမျိုးဆက်သေးတွေမွေးထုတ်ပြီးတော့နီးပြလုပ်မှာပေါ့နော်အဲ့လိုမျိုးတွေစိတ်ကူးထားတယ်ဗျာဒီကျွန်တော်အခုတကယ်လို့မြောက်ဗျာဒီမျိုးဆက်သေးတွေကိုမွေးထုတ်ပေးခြင်းတယ်ဒီဘိုဗီနာကလပ်ကိုကျွန်တော်ဖွဲ့ခြင်းတယ်ဆိုရင်ဖွဲ့ချုပ်ပေါ့နော်ဘိုဗီနာဖွဲ့ချုပ်ကိုဖွဲ့ချုပ်ကဟိုဘိုဗီနာရဲ့အသွေးအမှုပေါ့နော်သူ့စီကိုစာတင်ပြရအောင်မယ်သူ့ရဲ့ခွင့်ပြုမယ့်ရမှာတာလေအဲ့လိုဖွင့်ဖွင့်ရှိမှာပေါ့နော်ဟုတ်ကဲ့ ကျွန်တော်ရဲ့ပန်းတိုင်ရတော့ဗောနော်ကျွန်တော်ကတော့ကျွန်တော်လုံနိုင်တဲ့တရားဝေရတော့ကျွန်တော်လုံအောင်ပါအဲကျွန်တော်ဟိုစူးစမ်းနိုင်တဲ့အထိကျွန်တော်လုံဆောင်နိုင်တဲ့အထိဗောနော်ကျွန်တော်ကတော့လုံသွားမယ်စူးစမ်းမယ်ဗျာဟုတ်အသက်ကြီးတဲ့အချိန်ကျတော့ကျွန်တော်နားမှာဗောနော်ကျွန်တော်ပန်းတိုင်ကိုသွားနေတဲ့အချိန်မှာအဲ့လိုမျိုးအနောက်ဆက်တဲ့အခက်ခဲတွေလည်းကြုံရတယ်ဗျကြုံရအများကြီးလည်းရှိတယ်ဒါပေမဲ့ကျွန်တော်သူတို့ကိုဂရုမစိုက်ဘူးဘာလို့ဆိုတော့ကျွန်တော်သွားမဲ့ပန်းတိုင်တက်တက်ကိုပဲကျွန်တော်သွားဖြစ်တယ်ဘယ်သူမှလည်းဂရုမစိုက်ဘူးကျွန်တော်ကိုမန်နေတဲ့ထင်ကျွန်တော်ကဒီတိုင်းပဲတက်တက်ပဲရှောက်တယ်တက်တက်ပဲ စူးစားတယ်အချိန်မမဲ့မစည်းနဲ့ကန်းနဲ့ကိုယ့်အကိုပေါ့နော်သူများကိုလေမပြောဘူးအဲကိုယ်ကကိုယ်ရိုးလည်းမဆိုင်ဘူးဗျာအဲ့လိုမျိုးပုံစံပေါ့နော်ကျွန်တော်ကကိုယ်ကိုယ်လမ်းကိုလျှောက်တယ်ကိုယ်လုပ်ကိုလုပ်တယ်အဲ့လိုမျိုးနဲ့ကျွန်တော်စူးစားတယ်ကျွန်တော်ပန်းတန်ကိုရောက်အောင်သွားတယ်ကျွန်တော်ကငငေကလေးကနေဘဝကိုဖြတ်တန်းလာတဲ့လူဆိုတော့အားငယ်တဲ့စိတ်တော့မရှိဘူးဗျာကျွန်တော်ကကိုယ့်ခြေတော့ပေါ့ကိုယ်ရက်တည်နိုင်မှဟိုဟာကိုယ်ကဘာလို့ပြောလဲကျွန်တော်ဟိုအမြင်နဲ့ပေါ့နော် strong ဖြစ်နေမှာနော်အဲ့လိုမျိုးမှဒါလေးငါရရာကိုလုံနိုင်မယ်ဆိုတော့စိတ်ကြောင့် မြင်တယ်အဲ့လိုမျိုးအငငယ်စိတ်တော့မရှိဘူးကျွန်တော်စိတ်တက်မာတဲ့အထက်မှာပါတယ်ပေါ့နော်ဟိုပါပေါ့ကျွန်တော်ကကိုယ့်ကိုအားပေးတယ်ဆိုတာဘယ်လိုပြောဆိုကျွန်တော်အားပေးအမြင်နဲ့အားပေးတဲ့စကားကတော့ငါအောင်မြင်မှဖြစ်မယ်ငါအဆင်ပြေမှဖြစ်မယ်ငါအဆင်ပြေမှတလေငါရဲ့မိသားစုကိုငါကောင်းကောင်း view site ပေးနိုင်မယ်အဲထောက်ပံ့ပေးနိုင်မှာပေါ့နော်အဲအဲ့လိုမျိုးလေးဆိုအဲကြောင့်ကျွန်တော်အမြင်နဲ့ကိုယ့်ကိုအားပေးနေတယ်ပေါ့ကျွန်တော်ကအခု loss ရတော့ပေါ့နော် ကစားဓမ္မအဆင့်ပဲရှိသေးတယ်ခင်ဗျာ။နီးပြအဆင့်တွေတော့မဟုတ်သေးဘူးပေါ့နော်။အဲ့လိုမျိုးကျွန်တော်ကတော့နီးပြအဆင့်အဲ့လိုမျိုးပေါ့နော်။အဆင့်မြင့်တဲ့အထိကိုရောက်အောင်ကြိုးစားသွားမယ်လို့ဆုံးဖြတ်ချက်ချတယ်။ဒီဘုဘင်းနဲ့အမျိုးဆက်တရားကစားဓမ္မတွေပေါ့နော်။ဟိုပါပေါ့။အကောင်းဆုံးကြိုးစားပါဒီထက်ပြီးဒီထက်မကဟိုသူများတစ်ဆင့်လောက်ကြိုးစားရေကိုက20ဆင့်လောက်ကြိုးစားဖို့ပြောချင်တယ်ဗျ။ဘာလို့ဆိုတော့ဒီအားကစားနည်းမှာတော့ပေါ့နော်။ ဟိုဘယ်လိုပြောမလဲတက်ကြွတဲ့လူတွေအများကြီးပဲမိကိုးနိုင်ငံရဲ့အာဂဇာနီမဟုတ်တဲ့အတွက်သူများနိုင်ငံအာဂဇာနီဖြစ်တဲ့အတွက်ပို့ပြီးတော့သူများနိုင်ငံထက်တော့မပို့ပြီးတော့လေ့ကျင့်စူးစမ်းရမယ်အနေထားရှိပါတယ်ဗျအဲကြောင့်မို့လုပ်ပြီးဆိုရင်ဒီဇိုင်းမှန်မှန်နဲ့ကြိုးစားစူးစမ်းနဲ့စီကံရှိစွာနဲ့ပေါ့နော်အဲ့လိုမျိုးစူးစမ်းဖို့လိုတယ်လို့ပြောချင်ပါတယ်ကျွန်တော်အားပေးတဲ့ပြည်သက်တွေရှိတယ်အဲ့လိုမျိုးပေါ့နော်တို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ် သူတို့အဲ့လိုမျိုးအားပေးတာတွေရှိလို့လည်းကျွန်တော်တို့အကောင်းဆုံးရှင်းပြရင်စူးစမ်းခဲ့ရမလုံနိုင်ခဲ့တာပေါ့နော်အဲ့လိုမျိုးအများအကျော်ကျေးဇူးအများကြီးတင်ပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့မြမလည်ရွေးစဉ် Vovinen အားကစားသမား Isolin ရဲ့ပန်းနိုင်သူတော့ရခီးပဲဖြစ်ပါတယ်ရှေ့ဆက်ပြီးသူ့ရဲ့ရင်မှန်းချက်ပန်းနိုင်စီကိုအမြဲဆုံးအရောက်လှမ်းနိုင်ပါစေကြောင်းစုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ